လေးလင်ပြောတာကိုစိုးရိမ်နေလားလင်ပြောခြင်းကငြိမ်ရထမျက်မှုရဲ့လက္ခဏာဖြစ်ရတဲ့အကြောင်းရင်းဆိုတာသိချင်ရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ဆက်ကြည့်သွားနော်ကလေးငယ်တယောက်ပထမဆုံးအကြိမ်လင်ပြောလိုက်တဲ့အခါမိဘတိုင်းစိတ်တုန်လှုပ်သွားတတ်ကြပြီးငါကလေးကမကောင်းတဲ့အကြိမ်ရနေပြီလားဆိုတဲ့စိုးရိမ်စိတ်တွေဝင်လာတတ်ပါတယ်တကယ်တော့လင်ပြောခြင်းဟာကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုမှာဖြစ်ပေါ်လာတဲ့ရှုပ်ထွေးတဲ့ငြိမ်ရတစ်ခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ် ။တလင်းပြောခြင်းကငြင်းရီကိုဘလူပြတယ်လေ။ကလေးတယောက်လင်းပြောနိုင်ဖို့အတွက်အ ਨੇ ဆုံးအတွေ့၃မျိုးကိုတပြိုင်တည်းလှုပ်ဆောင်နိုင်ရပါတယ်။အမှန်တရားကိုသိခြင်းဘာမှန်လဲဆိုတာသူတို့သိရမယ်။အခြားသူကိုနားလည်ခြင်း theory of mind သူတို့လင်းပြောနေတာကိုတခြားသူမသိဘူးမယုံဘူးလို့ယူဆနိုင်ရမယ်။ဇလန်းကိုတီထွင်ခြင်းအဲ့ဒီအမှန်တရားကို ဖုံးကွယ်ဖို့ဇလန်းတစ်တစ်ခုကိုဖန်တီးနိုင်ရမယ်။ ဒီလိုစွမ်းဆောင်ရည်တွေဟာကလေးရဲ့အုံနောက်ဟာလင်းမြန်စွာဖွံ့ဖြိုးနေတယ်ဆိုတာကိုကြားသပါတယ်။တစ်လိန်ပြောတာကိုဘလို့ကိုက်တွယ်မလဲ။ကလေးလိန်ပြောတာကိုတွေးတာနဲ့အဖြစ်ပေးတာအဟစ်တာမျိုးလုပ်တာလုံးသူညမလုပ်သင့်ပါဘူး။ အချစ်ပေးခြင်းကကလေးကိုပူပြီးကြမ်းကျင်စွာလိမ့်တက်အောင်သာတင်ပေးပါရယ်ပူမူကောင်းမွန်တဲ့နီလန်းကတော့မင်းအမှန်တိုင်းပြောရင်အချစ်ပေးခံရမှာကိုကြောက်နေတယ်ဆိုတာငါနားလေဒါပေမဲ့အမှန်တိုင်းပြောတာကကိုရေးကြီးရယ်လို့ပြောပြခြင်းဖြင့်ယုံကြည်မှုနဲ့ဘေးကင်းမှုကိုတိဆောက်ပေးပါတုံယူတာမှုအတွက်စုချပါ ကလေးကအမားလုထားတာကိုဝင်ခံလာတဲ့အခါမှာအမားအတွက်အချစ်ပေးတာကိုခနိုင်ရပြီးယူသားစွာဝင်ခံတဲ့အတွက်မင်းကိုချီးကျူးပါတယ်လို့အရင်ဆုံးပြောပါဒါမှသူတို့ဟာအခက်အခဲကြုံတိုင်းယူသားမှုကိုပုံမိုးရွေးချယ်လာပါလိမ့်မယ်။လေးမိဘကစန္ဒမူနာကလေးတွေဟာသူတို့ရဲ့ပတ်ဝန်းကျင်ကိုအတူယူပါတယ်။ကလေးရှိစကားပြောဖုန်းပြောတဲ့အခါလည်းမပြောမိအောင်တတိထားပါ။ comment ပေးခဲ့ပါနော်။တတိယကလေးပထမဆုံးအကြိမ်လင်းပြောခဲ့ဘူးတဲ့အဖြစ်ပြက် အစိုးဆုံးအလွဲဆုံးကိုရေးစရာလေးအဖြစ်ညွှန်ပေးပါဒီကလေးယူသားစွာဝန်ခံတဲ့အခါတင်ပေးဘူးတဲ့အကောင်းဆုံးစုလက်တစ်ခုကိုညွှန်ပေးပါသုံးမိန်ပြောခြင်းကညီရဲ့လက္ခဏာလိုတင်းယုံကြည်ပါသလားတင့်ညင်ကိုရေးပြီးဒီပို့စ်ကို share လုပ်လိုက်ပါ He da to eat all baby care